နေတာကွာမနေ့စောဒီကော်ဖီလေးအဲ့လိုတောက်လိုက်တာအရသာကိုရှိသွားတာပဲဟာတရဝါရီအားလုံးချမ်းသာချမ်းသာကြပါစေတရဝါရီအားလုံးချမ်းသာချမ်းသာကြပါစေဘဇကဖရဖရလက်ကကာယကာယကဲဘူးရတယ်မို့ဟောမဟုတ်ပါဘူးဟိုအဲ့ကလေယူယူကြည့်နေတာပါနော်ဟိုအဘတို့ကိုကျွန်တော်နည်းနည်းလေးပြောစရာတော့ရှိရပါအော်မင်းခုပြောစရာရှိလို့ငါစီလာတာမဟုတ်လားတင်းနေငါ့ကိုပြောမယ်ဟာစစ်စင်ရေးအကြောင်းနေပြောမယ်ပြောစရာရှိလို့မင်းငါစီလာတာမဟုတ်ဘူးလားမဟုတ်တယ်လေအဘဒါပေမဲ့ဟိုဒီတင်းအပြင် ိတဲ့ကျွန်တော်ထပ်ပြီးပြောစရာလေးရှိသေးတယ်။အမေကသတင်းပြင်အတင်းမှငါ့ကိုပြောနေသေးလို့လား။ပြောနေသေးတယ်။ပြောအဘာ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 ဘလူးသေးနေ။ပြောရမှဆိုရင်အဘာတို့တက်ချောက်ကြီးတို့ကကိုချင်းစာသေးမရှိကြ။အော်မင်းကလည်းကွာကိုချင်းစာသေးမရှိဘူးငါပြောပြမတိုင်းသူပြည်သားနေနဲ့ပြည်သူလူထုအပေါ်မှာသာကိုချင်းစာသေးမရှိရင်မရှိမဲကွာကိုရဲဘော်တွေမှာတော့ငါတို့ကချစ်ခင်မျက်နှိုးပြီးသားနော်ကိုရဲဘော်တွေကိုရဲ့ရင်ွယ်သားတကွဲ့သူငါတို့ကထားရတာအဘအဘတို့တက်ချုပ်ကြည့်လို့အဲ့လိုအပြောနေနေဗျအောက်ကရဲဘော်တွေဘလောက်တည်နေပြီလေတိလားအဘတို့အော်ဘလောက်တည်နေပြီလား ဟိုပါဘူးအဘတို့ကနေ့စဉ်ရက်ဆက်အဘတို့ဒီမြန်မာပြည်မှာရှိတယ်မှာပြည်သူလူထုကိုအဘတို့ဟိုစစ်ကြောင်းနေထိုးတယ်နော်ရွာတွေကိုမီးရှို့တယ်အပစ္စည်းတွေယူတယ်ဘာတွေဒါတွေကတော့ကျွန်တော်နေ့တိုင်းကြားနေရတယ်ပြီးတော့ပရှိသေးတယ်လေရင်နဲ့လည်းကျွန်တော်ဘုံတွေကျဲတယ်အဲ့ဒီဘုံတွေကျဲတာမှရွာတွေတင်ကျဲတာမဟုတ်ဘူးနော်ဟိုစာတင်ကြောင်းတွေရှိမယ်အပြီးရင်ကျွန်တော်ဒီဖုန်းကြီးဖုန်းကြီးကြောင်းတွေရှိမယ်ဇေဒီပထိုးတွေရှိမယ်အဲ့ဒီနေရာကြီးကတခုမကြံဘာလို့လိုက်ပြီးဘုံကျဲနေတာဟုတ် အဲ့လိုဘုံကျဲနေတာဒါဒါဘာလို့ကပြောလိုက်နော်ဒါသူစစ်ဖြစ်နေတာအဲ့လိုသူဘုံကျဲဘုံမကျဲစေခြင်းငါတို့ပါတီကိုမဲများများထည့်ဒီမဲအကုန်လုံးထည့်ဒီထိတ်ပြီးငါတို့အုပ်ချုပ်မယ်ဒီငါတို့အုပ်ချုပ်ပြီးငါတို့ပုံစံခွက်ထဲမှာသူတို့ဝင်အောင်နေလေအဘဘာလဲအဘတို့အာနာအဲ့လောက်တော့ယူရတာပါဟမ်အော်အာနာဆိုတော့ယူတာပဲလေကွာမင်းရလေဒုက္ခပဲပါမဟုတ်ထားလိုက်ပါအခုဘာဖြစ်လို့လဲငါ့ကိုပြောကျွန်တော်ပြောတာကအခုအဲ့လိုမျိုးကျွန်တော်တို့ဒီပြည်သူတွေကိုလုံနေတာဘာလို့ဒါဘာလို့လုံနေကြလုံး อะကျွန်တော်မပြောလို့ဘူးမပြောလို့တော့ဘူးဒါပေမဲ့အဘတို့ကအဘတို့ပြောထားတယ်တချို့ကြီးတို့ပြောထားတာရှိတယ်လေဟိုငါတို့ရဲ့ဟိုတာသမီးတွေဆိုရဲဘော်တွေအရာရှိတယ်အေးလေရဲဘော်တွေတာသမီးတွေငါပြောပြမယ်ကွာအခုငါတို့ရဲ့ရဲဘော်တွေကငါတို့ရဲ့တာသမီးတွေပဲအော်ရဲဘော်လေးတွေတေသွားတယ်သူတို့မိန်းမလေးတွေကိုအော်နောက်ထပ်တစ်ခါသူတို့ကအဲ့လိုမဖြစ်အောင်မဲဖောက်ပေးတယ်မုံဆိုးမစင်းနေသွင်းတယ် ာဒါငါတို့ကပြီးပြီလေကွာ။အော်တချို့အရာရှိတွေဆိုရင်ဟာသူတို့မှမိမလေးပါလေရှိတော့မှရဲဘော်လေးတွေရဲ့မိမလေးတို့တနာပြီးတော့ချောချောလေးတွေတနာပြီးတော့သူတို့ကပြန်ယူပေးတယ်။မဟုတ်သေးဘူးအဘရဲ့နော်။အဘတို့ကအခုဘလို့လုံနေတာ။ဘောက်တချို့ကြီးလုံနေအလုပ်ကိုကျွန်တော်ပြောပြရမယ်။အပြောပြောပါပါဘာလို့လုံနေလဲ။အခုဒါဒါအဘတို့ဒါနေသူတို့ကဒါပြည်သူတွေကိုလုံနေတာကိုကျွန်တော်မပြောလို့တော့ဘူး။အခုအဘတို့ရဲ့ဒီအာနာတီမြေကြီး နော်အဘတို့ရဲ့အာနာတိမြေးရေးအတွက်ကိုတက်ဆွန်ဆန်များကျွန်တော်အောက်မှာကျွန်တော်တို့အသက်ပေးပြီးတော့ကျွန်တော်တို့တိုက်နေတယ်ရဲဘော်တွေရှိတယ်ရဲဘော်တွေအရာရှိတွေအဲအဘတို့အခုပြောတော့ဘာလို့တာသမီတွေဆိုငါတို့ရဲ့တာသမီတွေလေအဲ့ဒီရဲဘော်တွေအရာရှိတွေအခုရှေ့တန်းကိုသွားတယ်နေအောင်ဒဏ်ရာတွေရတယ်အဒဏ်ရတော့ဘာဖြစ်လို့လဲမင်းရလဲရဲဘော်ဒဏ်ရာရတာဆန်းလားရှေ့တန်းမှာမဆန်းဘူးလေဒဏ်ရာရတော့မဆန်းဘူးပေါ့အဲ့လိုဒဏ်ရာရလာရင်အဘတို့အနေနဲ့ဟိုလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ဒီဒဏ်ရာရတဲ့ရဲဘော်တွေကိုဟိုကားဟိုကားနဲ့တော့၎င်းအင်းဟက်စကီနဲ့တော့၎င်း ျွန်တော်ပြောတာပြန်ပြီးခေါ်ခေါ်ပြီး never save ကူပြီးတာပဲလောက်ပေါ့မပြောမယ်ကား husky နဲ့ခေါ်ရထားအခုလင်းရင်စီတွေဘာတွေရှားဟာရှားနေကားနဲ့ခေါ်ရင်လည်းအဲ့ကားနဲ့ကိုမိုင်းဆွဲရင်တေးအောင်မယ်မသားနှခါသေးတယ်ဖြစ်အောင်မယ်ဒီကွာအဲ့တော့ဒါတို့ဒီ lazy ကုန်မှာဆိုရင်ဘာဖြစ်လို့ပြည်သူတွေကြတော့လေနဲ့တက်တိုက်ဘုံနေကျနေတယ်အဲ့ကြောင့်လေးစီမကုန်လားဘောအဲ့ဒါပြည်သူတို့လေနဲ့ဘုံကျဖို့ကတော့စီရှိတယ်လေကွာဒီငါတို့ဘက်ကရဲဘော်လေးတွေကြာသွားရင်ပြန်တယ်ဖို့ကငါတို့ကစီရအခက်ခဲရှိတယ်လေဟာ လာတယ်နော်နှလုံးသားလေးလာတယ်ဗျတိလားဩငါပြောတာမဟုတ်လို့ကဲဟုတ်ပါပြီအဲ့ဆိုရင်ဒီလေရင်လည်းဒီဟန်ရင်လည်းပြန်မတင်နိုင်ဘူးဒီကားနဲ့လည်းမတင်နိုင်ဘူးဟာအဲ့ဆိုလေဒီရှေ့တန်းစစ်မြေပြင်မှာဒီဒံရရအနေနဲ့ရဲဘော်တွေအရာရှိတွေသူတို့ဆေးကုပေးပါလားဆေးကုပေးဖို့ငါတို့ဒီဒီဆေးတက်ကဆရာဝန်တွေပါလေအကုန်လုံးရှိတယ်လေကွာအဲ့သူတို့ကုပေးပါလားအခုမကုပေးဘူးတိလား ဘောဘောမကူမေးဘူးအပါဘာဖြစ်ဘာဖြစ်လို့လဲကူမေးပါလေအာဘယ်ကလာကူမေးရမှာအဲ့ဒံရရတဲ့ရဲဘော်တွေအရာရှိတွေအဲ့အရာရှိတွေကိုဒံရရနေတဲ့အတွက်ကြောင့်ဟုတ်တယ်နော်သူတို့ရဲ့စစ်စင်ရေးပေါ့စစ်စင်နှောင့်နှေးမယ်နှောင့်နှေးနှောင့်နှေးမယ်ဖြစ်တဲ့ကြောင့်အဲ့အရာရှိတွေဒံရရတဲ့အရာရှိတွေရဲဘော်တွေကိုတပ်လိုက်ဆိုတဲ့အမိန်ထွက်လာသိလားဘာပြစ်တပ်လိုက်ဆိုပြီးအမိန်ထွက်လာတယ်အမိန်ထွက်လာတယ်အာမင်းအဲ့ဒါအဲ့ဒါတော့ကောလာဟာလာပါမင်းပြစ်တပ်လိုက်ပြီဆိုတော့ဟိုအမိန်ကဘယ်သူကနေဘယ်လိုပြောလို့ငါတို့ကသိရမှာလဲဟိုမင်းမင်းကဘာလို့ပြောတာလဲဟာအပါ 阿、嗯啊、爸钓的嘛么低低的，真等于工地里的。不不不撸嘞留什么？我们呀的。哎、啊、呀，遐的野无的野饲的，咯，哦，都了四十年老年玩家撸的，羡慕来做的，当朋友的，熟悉也咪咪嘛，变了，对呀。哎、欸，阿爸咪咪话今天看到。 အဲ့ဒီအတန်ဖိုင်ကဘယ်ရနေမလို့ထွက်လာလေအဲ့ဒီအတန်ဖိုင်ကငါတို့ဒီဆက်တွေပါလေငါတို့အရာရှိတွေငါတို့ရဲဘော်တွေပဲကြိုင်နာတာဒီကွာဟုတ်တယ်လေကျွန်တော်တို့ဒီလိုဝဲကုန်းနဲ့ကျွန်တော်တို့တွန်းရတယ်ဟာအေးလေဟုတ်တယ်လေဒီ password တွေနဲ့လိုဝဲကုန်းနဲ့ငါတို့တနေ့တစ်ခါငါတို့ကပြောင်းနေတာလေအခါကျရင်တနေ့နှစ်ခါလောက်ငါတို့ကပြောင်းရတယ်လေဟုတ်တယ်လေဘာအဲ့ဒါအဲ့ဒါဘယ်လိုသိလဲဘယ်လိုသိရမှာလို့အခုတော်လိုင်းကိုကလူတွေအကြမ်းမြင်ရနေလို့လားမဟုတ်ဘူးလေဘာရေတော်လိုင်းရဲဘော်တွေနဲ့အခုအဘကျွန်တော်တို့နဲ့ကျွန်တော်တို့နဲ့ဒီတိုက်ပွဲဖြစ်တယ်အဲတိုက်ပွဲဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ဒီတော်လိုင်းရဲဘော်တွေကနေပြီး ပြစ်လိုက်တဲ့ကြည်စံကကျွန်တော်ရဲဘော်တွေတွတ်ထီတွတ်ထီတယ်တွတ်ထီမျိုးဆိုအရှင်ဖမ်းမိသွားတာပေါ့အဲ့အရှင်ဖမ်းမိတဲ့လူရှိမှာအဲ့ဒီကျွန်တော်တို့ရဲ့စက်ပါသွားတယ်စက်ပါသွားတယ်ကျွန်တော်စကားပြောစက်ပါသွားတယ်စကားပြောစက်ပါသွားတော့ပါသွားတယ်အဲ့စကားပြောပြောစက်ပါလဲပါသွားဟိုဘက်ကနေမျိုးကျွန်တော်တို့ရဲ့ဒီဘားတို့တက်ချုပ်ကြီးတွေအောက်ကနေပါဘားတို့ရဲ့ညွှန်ကြားမှုကိုလိုက်ပြီးအမိတ်ပေးရတယ်ဘုံမှုအဲ့ဘုံမှုကနေမျိုးအဲ့ဆက်နဲ့လှမ်းပြီးအမိတ်ပေးတာဟာနော်အဲ့အမိတ်ပေးတဲ့အတန်ပါ သူတို့လက်ထောက်ရောက်သွားပြီအခု social media မှာပြန်နေပြီ။အော်ကွာဒီကောင်လေးကွာအိုက်ဆက်ကိုမင်းတကယ်လို့ရန်သူလက်ထဲဟိုကိုကပါသွားတော့မအိုက်ဆက်ကိုထုချေခဲအိုက်ဆက်ကိုဖျက်ဆီးခဲ့လို့ငါတို့တန်တန်မှားထားလေကွာဘယ်လိုထုချေဘယ်လိုဖျက်ဆီးမလဲသူတော်အပတ်ကိုလူပြီးတော့ပြေးရမှာလေမပြေးနိုင်တော့မိသွားတဲ့ကိစ္စကိုအခုအိုက်ဆက်ကသူတို့ရှိကိုရောက်သွားတယ်ဟိုကနားထောင်ရုံမသိရအဘလို့ညွန်ချားနေတာလေညွန်ချားနေတဲ့အတန်ဖာကြီးမှာတက်လာတယ်နော်ဒဏ်ရရတဲ့လူတွေတဲ့ရဲဘော်တွေသူတို့ခီးစဉ်နှောက်နှေးမှာကြောက်လို့အလုံးရှင်းမလိုက်ဆိုတော့ ်နောက်ပိုင်းအဲ့ဒါဒီလိုကွာငါပြောပြမယ်ငါတို့ဒီဟိုတက်ချုပ်ကြီးရှိဟိုငါတို့စင်းအဲ့လိုမျိုးတင်ကြတာပေါ့ကွာတင်နေတင်တက်ချုပ်ကြီးဟာလင်းစီကငါတို့ပြေးဖို့ပဲရှိတယ်တဲ့ငါတို့ပြေးဖို့ပဲငါတို့တူလောင်နာတာရှိတယ်တဲ့ပြေးဖို့နဲ့ဒီဘုံကျဲဖို့ပဲငါတို့တူလောင်နာတာရှိတဲ့အတွက်တချို့ရဲဘော်တွေကြရင်ဟိုရဲဘော်တွေရောအရာရှိတွေပါတွေရောပြစ်တတ်ပလိတ်ကွာဆိုပြီးတော့သူကနေပြီးတော့လားပင်စင်ပေးခိုင်းတော့ဟိုးလုံးကပုံစံအတိုင်းအဲ့လိုလောက်တာအေးအခုအဲ့ဒါကြီးတချို့ကသူကတဖေးနဲ့သူဝစ်လေတော့မှာနော်အခုသူ့ကို ကြိုင်မဲ့လူပေါ်လာတော့မယ်နော်ဟုတ်ပါပြီအခုဂျပန်မှာနိုင်ငံကဆာကူရာပန်းတွေကရေလောင်းလေးလိုပြန်ပြီးလန်းဆန်းလာပြီနော်ဂျပန်နိုင်ငံဆိုမင်းတို့သိတယ်နော်ဒုတိယကမ္ဘာစစ်တုန်းကအနောက်နိုင်ငံအချမ်းကိုဟစ်တလာအုပ်ချုပ်ထားတယ်နင်မွေအင်ပါယာအရှိပဲအချမ်းကိုဂျပန်ကနေရောကြိုင်ထားတာအခုဂျပန်ကိုသွားပြီးငါတို့ဘက်ကရန်ဆနေတယ်နော်အဖ သူများနိုင်ငံတွေသွားကြည့်ရမှာစနဲ့ကိုယ်နိုင်ငံကိုနိုင်နိုင်လေးဖြစ်အောင်မလုပ်ကိုယ်နိုင်ငံနဲ့မနိုင်တော့ဘူးသိလားအေးငါသမီးအကြကြောက်လဲငါညာကောင်းကောင်းကိုငါပြောပြွေးကောင်းကောင်းကိုဆဲပြီးွားပြီကောင်းကောင်းပြောလဲအခုကျွန်တော်တရင်လေးပြောပြမယ်အဲ့ဒီတရင်အဲ့တရင်ကဘာလဲသိလားမနေ့ကလည်းဟိုတန်းငယ်လေးလားမသိဘူးဟိုတရင်တင်ပြသွားတယ်ငှက်ကင်อืมနော်ငါငှက်ကင်သွားပဲအညာဘက်မှာလားမသိဘူးငှက်ကင်ကန်တယ်อ๋อဒီနေ့ကျတော့ငားခင်ဖြစ်သွားပြီတိလားဟာဒီနေ့ကငားခင်ဘလို့ငားခင်လေငားခင်ငားခင်အော်ဟုတ်တယ်ဟုတ်တယ်ညထဲမှာအုံးတို့ပေါက်ခွဲသွားတာဟုတ်တယ်နော်အဲ့ဒါအာဘာမှဖြစ်တာလို့ကြောက်ဖြူမျိုးအနည်း ကျော်ပင်လဲပြင်ပါတဲ့ကျွန်တော်တို့ရဲ့နေပြည်တစည်းပေါ့စစ်သင်းပေါ့တစည်းပေါ့နော်ကျွန်တော်ပေါက်ကွဲမီးတောင်နေတာဒေတာခံကြီးကတွေ့ရတယ်ဆိုပြီးကျွန်တော်ကတရင်လေးရရှိလာတယ်တော်သေးတော့ဘေးနားမှာငါတို့သင်းပေါ့တွေရှိတယ်လေအဲ့ဒီစစ်သင်းပေါ့တွေကိုမထိလို့ကန့်ကောင်းတာပေါ့ထိမှာထိအောင်မှာထပ်ထိအောင်မှာတက်တယ်မင်းကလေကွာပြောလေကဲလေမန်းလေပြဲလေနည်းနည်းပေါ့မလေးငါတို့ဘက်ကနေပြောအာဖားရေကျွန်တော်ရှောင်းနာမယ်ပါညာအဲ့လိုမရှိဘူးတူတော့အကျိုးပေးတယ်ဗျာအော်တူတော့အကျိုးပေးတယ်တူတော့အကျိုးပေးတယ်ဗျာအဲ့ဒီကစိတ်ထားတဲ့စိတ်ထားကြီးကလှတော့လှတဲ့ဟာလေးပြန်လာမှာ သိလားဗျခုလားလို့ပြောပြမယ်နော်ဂရင်းလေးကိုပြောပြမယ်ဒါဘာလို့ကျွန်တော်ကပြောနေရမို့ကျွန်တော်လည်းဒါကြားတဲ့ဂရင်းလေးကိုပြောနေတာဘာလို့တို့ကပြောတာကျွန်တော်တို့ပြောတာမဟုတ်ဘူးနော်ရှင်ရှင်ရှင်ထားလိုက်တော့ဟောထားလိုက်တော့ပြောပြောဟုတ်နိုဝင်ဘာလားတဲ့ကျွန်တော်22ရက်နေ့နနေ့ကကြောက်ပြူအနောက်ပဲတဲ့ကျွန်တော်ကန်းလုံပင်လင်ပြင်ပါတဲ့ကျွန်တော်တို့ရဲ့စစ်အုပ်စုနေပြည်တော်စည်းကိုနော်ပေါက်ကွဲပြီးကျွန်တော်မီးလောင်နေတယ်လို့ကျွန်တော်မန်မန်အောင်ကျွန်းပေါ်ကနေမြင်တွေ့ခဲ့ရတယ်ဆိုပြီးဒေသခံတွေကပြောပါတယ်တဲ့နော်ဟိုတွေ့ရတဲ့အချိန်ကတော့ကျွန်တော်ဒီဟိုပြောရမယ်6နာရီနဲ့10နာရီကြာပေါ့မနက် ဘုန်းနိုင်ရဲ့စင်နိုင်ကြမှာကျွန်တော်ဒီစစ်သွုံးမောမီးလောင်နေလေဆိုတော့အတီးပြုတ်တယ်ဟိုတကယ်ဟုတ်ပါတယ်ပေါ့ဒါကောလာဟာလာဒီဟုတ်လားမဟုတ်လားကျွန်တော်ကစီတပင်းကိုလိုက်ရသေးတယ်လက်ရတဲ့ကကြာတကယ်မေးတယ်မေးကြည့်ရောဟုတ်ပါတယ်တဲ့ဟိုမီးလောင်သွားတာမှာသူကယိုးတန်းမီးလောင်သွားတာမဟုတ်ဘူးကျောပေါက်ကွဲတန်နေအဆိုင်အဆက်မပြတ်ကြားရတယ်ပေါ့ဟာနော်ကျွန်တော်ပြောအဆက်မပြတ်ကြားပြီးတော့နောက်ပြီးတော့ကျွန်တော်တို့ဒီရွာတို့ရွာတို့ဘာလို့လဲလှမ်းလဲကြည့်နေကြည့်တော့အဲ့သင်းမောကနေမီးခိုးတွေတူလူလူနဲ့မီးလောင်နေတယ်ဆိုတာကိုမြင်ရပါတယ်ဆိုတာကိုအတီးပြုတ်ပါတယ်နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဒီစစ်သင်းမောတစည်း မီးလောင်ပျက်စီးသွားပြီဆိုတာကကျိမ့်တွေပဲပေါ့နော်ဟိုပြောရမယ်ဆိုရင်တော့တဲ့ရွာသားတွေပြောတယ်ပေါ့တချို့တွေလည်းသူအဲ့နားမှာအနီးပတ်ဝန်းကျင်မှာရှိတဲ့မျက်မြင်တွေ့ရတဲ့လူတွေကဘာပြောလဲဆိုရင်ဒီမီးလောင်မှုကကျွန်တော်တို့ဒီစစ်သမောမီးလောင်မှုကဟိုကျွန်တော်တို့ဒီအရက်ကတတ်တော် A A ရဲ့ကျွန်တော်တို့ဒီပြစ်ခတ်တာလားဒါမှမဟုတ်ကျွန်တော်တို့ရှိရပဲရွာတွေကိုပြစ်ဖို့အတွက်ကိုကျွန်တော်ပြစ်တဲ့ချိန်မှာကျွန်တော်တို့ဒီလက်နက်တွေကမကောင်းလေပါအဲ့ဒါလည်းမကောင်းလို့ပြောအဲ့မှာပဲကျွန်တော်ပောက်ကွဲမှုတွေဖြစ်တာလားဆိုတာတော့အတိအကျတော့ကျွန်တော်လည်းမသိသေးဘူးအော်အဲ့ဒီမှာကျွန်တော်တို့ လက်နဲ့တွေမကောင်းမကောင်းနဲ့မင်းအဲ့ဒါဆိုရင်မင်းဟိုကြောင်မျိုးမရနေပြီးတော့ပြောတယ်လေတော့ငါလက်နဲ့တွေအများကြီးငါတို့ရှိမှရှိတယ်ဆိုပဲဒီကောင်ငါတို့ကိုဖားရပြီးပြောတဲ့စကားတွေနဲ့စန့်ကျင်ဘက်တွေဖြစ်နေပြီလေလက်မသိဘူး तू ကဒီလိုပဲဖားရပြီးပြောတာ तू လည်းမသိဘူးဒီစစ်လက်နဲ့ပစ္စည်းတွေပါဆိုတော့ तू လည်းသိပါဆိုမရှိဘူးငါတို့ရှိမှမရှိတော့ဘူးကျွန်တော်တို့တော့မှသိခွင့်မရှိဘူးဒါကျွန်တော်တို့အစ်မငါတို့ရှိမှရှိတော့လားရှိတော့လားမရှိဘူးကြာလေအေးလေအေးလေခံပြပဲလေဟုတ်နော်ဟိုဟိုပြောရမယ်ဆိုရင်ဟို အလားတူတန်ချက်ကာတာမရှိတော့တန်များကြီးကာတာမင်းတို့လည်းမြင်တယ်အခုအဲ့လိုဖြစ်နေတယ်အဲ့တော့ကျွန်တော်ရဲ့ဒီလောလောဆယ်ကတော့အပါရဲ့ဒီစစ်သမောင်းတစည်းကတော့ကျွန်တော်ပြက်စီးသွားပြီဒီလိုပဲတွက်လိုက်တော့အဲ့တော့ဘသူကဟိုဟာ A ရပြစ်လို့ပဲဖြစ်တာလားကိုယ့်အကူပဲထပြီးတော့ပောက်ကွဲလို့ဖြစ်တာလားဆိုတော့ဟိုကျွန်တော်လည်းတရင်ကိုစုံစမ်းနေတော့အဲ့တော့ပြီးတော့အဲ့သင်းမောင်းမှာပါတယ်ကျွန်တော်တို့ဒီမှာပြောရမယ်ဆိုကျွန်တော်ရဲ့ဒီရာရှိတရှိမယ်ရဲဘော်တွေရှိမယ်အင်းအဲ့ရဲဘော်တွေလည်းကျွန်တော်တို့ဘယ်နှယောက်သေးတယ်ဟိုဘယ်နှယောက်တန်ရရလဲဆိုတော့ကျွန်တော် အတိအကျတော့မသိသေးဘူး။အော်အတိအကျသိမှငါ့ကိုလာပြောလေကွာ။ကျွန်တော်လည်းအဲ့နားကိုသွားလို့မရသေးဘူးလေအဘရဲ့။အဲ့တင်ဖို့ကျွန်တော်မီးလောင်နေတင်ဖို့ကျွန်တော်သွားလို့မရဘူး။ငါတို့မှဒီလင်းရင်နေဟက်စကီတွေကိုမရှိတော့ငါတို့မှဆက်တက်လေဒီတွေငါတို့သွားနေဆက်တက်လေဒီတွေနဲ့သွားတော့လေပြစ်ခံအောက်ကလူတွေအပြစ်ချခံလို့ဟိုတယ်မနေရလေတွေမင်းငါ့ကိုပြောတယ်။ဟုတ်အကြောင်းမနေ့ကငှက်ခင်ဒီနေ့ကငားခင်လို့ပြောတာပေါ့အဲ့ဒါကြောင့်ပေါ့နော်အဲ့တော့ဒီနေ့ကတော့အဘဟိုတိထားရမယ်အတိအကျဗာလဲဆိုရင်ကျွန်တော်တို့ရဲ့စစ်သင်္ဘောတစည်းကတော့လုံးဝပြည့်စည်သွားပြီ နော်ပောက်ကွဲပြက်စီးသွားပြီဆိုတော့သိရမယ်ဒါပေမဲ့ဘယ်နှယောက်သေးတယ်ဘယ်နှယောက်တန်ရရှိတယ်ဆိုတော့ကျွန်တော်မသိသေးဘူးသိရင်အဘောက်ကိုကျွန်တော်အချိန်နဲ့တပင်းကြီးကျွန်တော်အဘောက်ကိုတင်ဟိုတင်ပြပေးမယ်နော်ဘီယိုကွာဘီယိုကွာဟုတ်ဒါကတော့ကျွန်တော်တို့ကြောက်ဖြူမှာဖြစ်တဲ့ကျွန်တော်တို့ဒီစည်ရေးတင်းလေးတစ်ခုပေါ့နော်ဟိုဆက်လက်ပြီးတော့အဘောက်ကိုကျွန်တော်တင်ပြပေးမယ်တင်းလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်မြို့တာခင်ခင်ဦးနဲ့ကျွန်တော်မုံရွာမြို့နယ်များရှိတဲ့ကြေးရများဘူးနော်ကျွန်တော်စစ်ကြောင်းထိုးလာတော့တဲ့ကျွန်တော်စစ်တပ်ရဲ့ရင်တန်းအဲအဲ့စစ်တပ်ရင်တန်းဟာတဲ့နော် စစ်တပ်ရင်နှန်းနဲ့ကျော်တက်ဆွဲထားသောနေရာများကိုနော်တော်လိုင်းတက်ခွဲတွေကဝင်ရောက်ပြီးတိုက်ခိုက်တယ်အဲ့တော့တိုက်ခိုက်တဲ့နေရာမှာကျွန်တော်တို့ရဲ့ဒီစက်ကမှစစ်သားကျွန်တော်၅ဦးတေဆုံးတယ်ဆိုတဲ့သတင်းလေးကိုကျွန်တော်ပြောပြမယ်။အေးဟုတ်ပြီ။အဲ့လိုတေဆုံးတဲ့၅ဦးကိုတေတယ်လို့မပြောနဲ့။သူ့မိသားစုတေတယ်လို့ပြောနဲ့။ငါတို့ရှေ့တန်းတနေရာနေကိုသူကောင်းမှုကူးသူရအောင်လို့ပြောငါတို့အဲ့ဒီ၅ဦးကိုငါတို့ဖျားဘူးလွတ်လိုက်တယ်လို့ပဲပြောလိုက်တော့။အော် တေတော်တေတယ်လို့မပြောပဲဖျားမှုထုတ်တယ်လို့ပြောဩတိတ်ကြောက်စီခံစားရမယ်ဒီကွာခံစားရမယ်လေကွာအလောင်းလဲပြန်ပြန်ငါယောက်ျားလဲတေသွားပြီးဟာငါသားသမီးလဲတေသွားပြီးခံစားရမယ်လို့ခံစားရမယ်ဆိုအမဘာမှမခံစားနဲ့ဟိုငါတို့ဗုဒ္ဓခါရဖျားဘူးငါဦးလွတ်လိုက်တယ်ဒါပဲပြောလိုက်ဟိုအမပြောတာကျွန်တော်တို့ဒီဟိုတေဆုံးသွားတဲ့ရဲဘော်တွေအရာရှိတွေရဲ့မိဘဆွေမျိုးသားချင်းတွေခံစားရမှာကြောက်ခံစားမှာကြောက်ဘာလို့ပြောခိုင်းတယ်အေးမခံစားရတော့ဘူးသူတို့အရေးထူးနေပြီဩတေပါများတော့အရေးထူးနေပြီဟုတ်ပါတေတော်တေတယ်လို့ပဲပြောရတော့မှာပါနော်အဲ့ ကျွန်တော်ဖြစ်ဖြစ်စဉ်လေးကိုကျွန်တော်ပြောပြမယ်ပြောပြောအဲ့တော့ကျွန်တော်ဒီနိုဝင်ဘာလတဲ့၁၈ရက်နေ့နေ့တဲ့ကျွန်တော်ဒီမြို့တာမြို့နယ်ရှိမြို့တာဆိုမန္တလေးမြို့တာဟုတ်တယ်မန္တလေးမြို့မန္တလေးမြို့တာလားဘယ်မြို့တာလဲတော့မသိဘူးပါမန္တလေးနေသွားတယ်ကွာနီးတယ်ကွာဟုတ်အဲ့မြို့တာမြို့နယ်ရှိတဲ့ကျွန်တော်တနောင်းမင်ကြေးရဝို့တဲ့စစ်ကြောင်းထိုးရန်ထွက်လာတော့တဲ့ကျွန်တော်တို့ရဲ့ဒီအကြမ်းဖက်စစ်တပ်ကိုတဲ့စစ်တမ်းနဲ့လောက်လုလိုက်တော့စတန်နဲ့နော်ဒီစတန်နဲ့စစ်တပ်ကိုတဲ့တော်လိုင်းထပ်ဖွဲ့များကကျွန်တော်60မမ လက်နဲ့ကြီးများဖြင့်ကျွန်တော်ဒီ60ကိုဘာလို့သွားမလာလဲလက်နဲ့ကြီးအော်လက်နဲ့ကြီးလက်နဲ့ကြီးဆိုတော့တခါလေးပြောလေကွာမင်းလူရောက်60ကိုသွားမလေဆိုခုနငါပြောတဲ့ဥစ္စာလူတွေတေဝါလို့ဒါမှမဝင်တန်းရရွားတဲ့ရဲဘော်60ကိုသွားမလေအောင်မေလို့ငါပြောတာဟောပြစ်ခိုင်းနေပါလေအသက်တက်ခိုင်းနေပါလေဆိုဘလို့သွားမမလို့အခုက60မမလက်နဲ့ကြီး60မမလက်လက်ကြီးများဖြင့်ကျွန်တော်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြအောင်သိရှိရပါတယ်တဲ့။နော်ဒီတိုက်ခိုက်မှုအတွဲမှာတဲ့ကျွန်တော်တို့ရဲ့ဒီ standard standard စစ်တပ်။ standard စစ်တပ်အနေဆိုစစ်သား9ဦးတေဆုံးတဲ့ ပြီးတော့ကျွန်တော်15ဦးထိခိုက်တယ်ရရှိတယ်ကိုသိရတယ်။အင်အားကတော့ပြောရမှာဆိုရင်ကျွန်တော်ရဲ့အင်အားကဘယ်လောက်ရှိမယ်ဆိုရင်ကျွန်တော်တို့160လောက်ရှိတယ်။160လောက်ရှိတဲ့အင်အားကိုနော်ဟိုကျော်ကြီးတော်လိုင်းတပ်ဖွဲ့တွေ60မှမှလက်လက်ကြီးတွေနဲ့ဝိုင်းဝန်းပြီးပြစ်ခတ်တာ။အဲ့လိုပြစ်ခတ်တဲ့နေရာမှာကျွန်တော်9ဦးတည်ဆုံးနဲ့15ဦးတန်ရရှိတယ်။ကျန်တဲ့လူတွေကတော့မလုပ်လဲဆိုကျွန်ကြီးမြို့တာမြို့ပေါ်ကိုပြန်လဲပြီးတော့ကျွန်တော်ထွက်ပြေးဆုတ်ခွာသွားတယ်ကိုသိရတယ်။อืมอ๋อลอลอเสร็จแล้วเราเนี่ยซูรอไม่ซูบ่าวจั่นชี้နေနေတယ်ကျွန်တော်တို့ရဲ့ဘာလို့ရေဘော်တွေရှိသေးတယ်မလားရေဘော်တွေအဲ့ရေဘော်တွေကတော့ ပြန်ထွက်လာတဲ့ကြောင့်ဒီမြို့သားမြို့ကိုပြန်ရောက်သွားပြီ။အဲမြို့သားမြို့ပြန်ရောက်ဝိုင်းလဲ။အဲ့မှာပဲအထိုင်ချနေ။မနေ့ကညပြန်ထွက်လို့နော်စစ်ကြောင်းပြန်ထူပြီးပြန်ထွက်လို့။ဟုတ်ထွက်မှာပါပဲထွက်သိမ့်ခိုင်းမှာပေါ့။ထွက်တိုက်ခိုင်းမှာထွက်တိုက်ခိုင်းမှာ။ငါတိုက်လဲသိမ့်မှာပဲဗျ။အော်မင်းငါ့ကိုကမ်းလန့်နေပြီဒီနေ့ငါ့ကိုပြောနေတယ်။မဟုတ်လေဒီရောက်ပါကြောင့်ထွက်ခိုင်းလိုက်ပါမယ်။ဟိုထိုင်လဲသိမ့်မှာပဲ။ ထွက်လဲသိမှာပဲငါထွက်ခန်းဆိုထွက်ခန်းလေနောက်ထပ်စကားငေါ့မပြောနဲ့သိမှာလေမသိမှာလေလာမပြောနဲ့ဟုတ်ပါပြီဗျာဘာလို့စက်တက်မှာတည်ရမလားရေပါတာပဲလို့ကျင်နေရေဘူးပေါက်တာမလို့ကျင်ဘူးသိပါတယ်သိပါတယ်ဗျာနော်အဲ့တော့အလားတူကျွန်တော်တို့ဒီအလားတူဖြစ်နေပြီရှင်းသေးတယ်အလားကြီးကတူပြန်ပြီဟုတ်အဲ့အလားတူတဲ့ကျွန်တော်စီစကိုင်းတိုင်းကျွန်တော်ခင်ဦးမြို့နယ်တဲ့နော်ကျွန်တော်တို့မုံလာကြီးအတွင်းနော်ယာယီတက်ဆွဲထားတော့ကျွန်တော်တို့ရဲ့ဒီစကားမှာစစ်တက်ကိုတဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြအောင်သိရပါတယ်ဟိုဖြစ်စဉ်လေးကိုကျွန်တော်ပြောပြမယ်ပါရဲ့ဟိုဖြစ်စဉ်ကဘယ်နေ့ကဖြစ်တာလဲဆိုကျွန်တော်နိုဝင်ဘာလ23ရက်နေ့တွင်တဲ့ နနက်စင်နာရီကနေခင်ဦးမြို့နယ်ကျွန်တော်မုံလာချေရအတွင်းယာယီတက်ဆွဲသားတော်တဲ့ကျွန်တော်တို့ရဲ့ဒီအချမ်းပဲစစ်သားများအချမ်းပဲစစ်သားများနဲ့ကျွန်တော်ပြူစောဒီအင်အားတရာကန့်ကိုတဲ့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖလက်ယုံတက်ကနေဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်တယ်ကိုသိရတယ်ထိုတိထိတွေ့တိုက်ပွဲတွေနဲ့45မိနစ်လောက်ကြာမြင့်ငယ်တို့သိရတယ်ကျွန်တော်တို့ရဲ့ဒီပြောရမယ်စတန်လက်စစ်တပ်စတပ်ဘက်ကနေကျွန်တော်ထိခိုက်သေးဆုံးမှုအရေတက်တွေတော်တော်များတယ်ဒါပေမဲ့ကျွန်တော်ယနေ့ချိန်ထိတော့ကျွန်တော်အတိပြုနိုင်ခြင်းမရှိသေးဘူးเนาะ ။ဘာဖြစ်လို့ကျွန်တော်ကဟိုဟိုဘယ်နှယောက်တည်တယ်ဟိုဘယ်နှယောက်ဒဏ်ရာရရှိတယ်ဆိုအတိအကျမသိသေးဘူးဆိုရင်အဲ့ဒီနေရာမှာကျွန်တော်တိုက်ပွဲတွေဖြစ်နေတော့อืมไอ้ตัวเราเจอเราอ่ะโหอติจาเราไม่ตีได้อืมบ้าจอกโหไม่ตีอ่ะงาต้องติชาบาเลยสุดีจนเราเนี่ยดิสักกามาบักกันนี่สิกุดิสิกุดิอ่ะยောက်ละยะสิกุดิยောက်ละตอนไลน์ตะพวยดิอ่ะดิไตปวยโหไตเนี่ยจาได้อ่ะนี่ภิยสิกุดิแทบพี่ยောက်ละตัวจอกตอนไลน์ตะพวยดิอ่ะเปลี่ยนเลยพี่จนตูรุเนี่ยเอาเปลี่ยนเลยสุกขาตัวดิสุกขาตัวดิเฮ้ยสุกขาตัวတော့ไตปวยတော့ผิดดิไอ้มาอติเปี่ยวတော့ရှိดิ ဟိုတန်ရရလူတွေရှိတယ်ဒါပေမဲ့ဘယ်နှယောက်ပေတယ်ဘယ်နှယောက်တန်ရရလဲဆိုတာကိုတော့ကျွန်တော်အတိအကျမသိသေးဘူးအတိအကျတင်ငါ့ကိုပြောဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အတိအကျတင်ပြောဟုတ်ကဲ့အဲနောက်အိုက်တက်ပေါ့ဒါကတော့သခိုင်းတိုင်းမှာဖြစ်တာပေါ့သခိုင်းတိုင်းကျွန်တော်တို့ဒါပြောရမယ်ဆိုရင်ဒီမုံခင်ဦးမြို့နယ်မုံလာကျွရမှာဖြစ်တယ်ဟုတ်ပြီဟိုဆက်လက်ပြီးတော့ဘာမှဖြစ်သေးလဲဆိုသခိုင်းတိုင်းကျွန်တော်မုံရွာမြို့နယ်တွင်တဲ့အကျမ်းပတ်ရင်တန်းကိုတဲ့အကျမ်းပတ်ရင်တန်းကို စတဲ့နေရင်နဲ့ဟုတ်ကဲ့ပါပါတော်တော်အကျမ်းဖတ်လို့မင်းပြောခြင်းဒီလားဟုတ်ကျွန်တော်ကဒီစကားအများနဲ့ပြောနေတာအကျမ်းဖတ်အကျမ်းဖတ်ဖြစ်နေတော့ဒီအကျမ်းဖတ်ပဲကျွန်တော်ဆွဲနေတာလေဒီပြအပြင်မှာပြောပြောငါရှိမလားမပြောနဲ့ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်လည်းဟိုတတိလေးထားလိုက်မယ်နော်အဲ့တော့ကျွန်တော်ဒီစကိုင်းတိုင်းနဲ့မုံရမြို့နယ်တွေနဲ့ကျွန်တော်ရဲ့ဒီ standard standard ရင်တန်းကိုတဲ့မိုင်းဆွဲတိုက်ခိုက်ရကျွန်တော်စစ်သား2ဦးကျွန်တော်ထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့တဲ့ရင်းကိုပြောပြပါမယ်ဟုတ်ပြီအဲ့တော့ဘယ်နေ့ကဖြစ်တာလဲဆိုကျွန်တော်နိုဝင်ဘာလတဲ့ကျွန်တော်22ရက်နေ့နနက်9:45မိနစ်ကနေနဲ့အနောက်မြောက်တိုင်းစစ်တနာကျုံမှာကျွန်တော်တံပြားကကား เนาะတန်ချက်ကကမဟုတ်ဘူးတန်ပြားကကငါပြောတာရှင်းရှင်းလေးပဲငါတို့ကတကူဟိုအယောင်မဲပြားတယ်မှာဘာပဲပြောပြောမင်းတို့တန်ချက်ငါတန်ချက်ဆိုတန်ချက်လေးကွာတန်ပြားဆိုတန်ပြားလေးကွာမဟုတ်တာဟုတ်တာကြီးလို့ကျွန်တော်အော်အဲ့လိုမဟုတ်တာဟုတ်တာလုပ်ပြီးငါတို့ကအာနာသိန်းနာနာလဲမင်းသိရတဲ့အတိုင်းပဲကွာငါနဲ့ပြည့်ကန်နေနေပြီတိတယ်တိလို့လဲကျွန်တော်အဘလို့လို့မလုပ်ချင်တာလေဘာလဲမလုပ်ချင်မင်းထွက်လေဟုတ်လေကျွန်တော်မထွက်တော့အရှင်မထွက်အောင်တော့အသေးတော့ပဲထွက်ရမယ်နော်မင်းဟုတ်ကျွန်တော်လည်းဘာလဲထွက်ရင်တော့ကျွန်တော်လည်းတယောက်တည်းပဲထွက်မလဲဘာလဲ ဘာလို့စီးတာကိုခေါ်ရမလို့လားအော်ကျွန်တော်လည်းဒါကျွန်တော်ကတိုင်မင်နာဆွေးနွေးတာရှိတာပေါ့အေးဟုတ်ပြီအဲ့ဒါအဲ့ဒါဆိုဟုတ်ပြီငါဖုံးဆက်လိုက်တော့မင်းငါအေးဟုတ်ဆက်မှာတော့ဘာလို့ကျွန်တော်ကစတာချစ်လို့စတာတရေဟုတ်ပါဖုံးဆက်ပြီးချက်ချင်းဖန်ခိုင်းပြီလေမချစ်လို့စတာဘာလဲဘာလို့ကျွန်တော်ကလုံမလားဘာရဲ့နော်ကျွန်တော်ပြောပြီးတော့ကိုတစ်ခေါက်လည်းပြောပြီးတော့လုံရင်လည်းကျွန်တော်အဆုံးလုံသွားမှာအဆုံးလုံသွားမှာငါအဲ့နေတုန်းချိန်မှာဖြစ်အောင် တော်ငါဖုံးဆက်တာကောင်းတယ်ငါဘာလို့ပြောတာမဟုတ်ဘူးလုံးရင်လဲဆိုတာကျွန်တော်ပြစ်မသားလုံမယ်ဒါကိုပြောတာကျွန်တော်နေအောင်အဲ့လိုအဲ့လာကိုပြောတာနော်အော်ဒါလေးကျွန်တော်ဖြစ်စဉ်လေးကိုပြောပြမယ်နော်အဲ့ဒီကျွန်တော်ဒီ22ရက်နေ့နနက်9:45မိနစ်ကတည်းကအနောက်တောင်တိုင်းစစ်စနာကျုံးမှနေပြီးတော့ကျွန်တော်ဒီဒူတံပြားကခေါ်ဆိုတံရက်ကပေါ့ဘာဘာလဲပေါ့နော်အဲ့ဒါလေးပါပါမယ်နော်ဟိုကားကျွန်တော်စက်တစည်းပြေတဲ့ထွက်လာတော့ကျွန်တော်စစ်သားများတည်တဲ့မန္တလေးမုံရွာလမ်းပိုင်းရှိကျွန်တော်မအူဂိတ်ကိုဝင်ရောက်လာပြီတဲ့နော်မုံရွာမြို့အထွတ်ကျွန်တော်ချောင်းဦးမုံရွာ လမ်းပိုင်းတွင်တဲ့တော်လန်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်တဲ့เนาะထိုတိုက်ခိုက်မှုအတွင်းမှာတဲ့ကျွန်တော်တို့ရဲ့ဒီစတန်ဒတ်စတန်ဒတ်စစ်သားကျွန်တော်နှစ်ဦးထိခိုက်ဒဏ်ရာရရှိပြီးကျွန်တော်တို့စစ်တပ်ဘက်ကနေပြီးကျွန်တော်တို့ရန်တမ်းပစ်ခတ်တော်လဲတဲ့တော်လန်ရေးတပ်ဖွဲ့များကထိခိုက်မှုရှိပြန်လဲဆုတ်ခွာသွားနိုင်တယ်လို့သိရပါတယ်ဗျဟုတ်ဒါလေးကတော့မဆိုးပါဘူးမဆိုးပါဘူးမဆိုးပါဘူးဟုတ်နှစ်ဦးပဲတန်ရရတယ်အဲ့တန်ရရကတင်လဲတင်ပြီးသေးဖို့ပါရဲ့နော်အဲ့ဒီဘာမေးဒီကလေးကိုတယ်လို့မရရင်လည်းဟိုငါတပည့်ဒီ တက်မှမူပြောသူလို့ပြောတယ်ပေါ့အစအစဖြုတ်မှာပါအဲ့တော့အစဖြုတ်မှာဘာလို့ဒီစစ်တပ်မဟုတ်ဘူးငါသပဲတက်မှမူတယ်ဒီမင်းတက်မှမူတယောက်ပြောတယ်ပြန်သေးလာခဲ့အဲ့ဒါကိုပြောတာအဲ့ဒီကားစက်တစည်းလာဆိုအဲ့စက်တစည်းမှာတစည်းမှာနေအယောက်အယောက်30ပဲထားအောင်အများကြီးပဲလေအဲ့တော့နင်းနေရတော့ပျောက်သွားပြဿနာမရှိဘူးပါတက်တက်ဒါလည်းဆိုလုံးကြတိုင်းဘာလို့ ਆ လေလုံးမှာဒါကတော့ဒီမလပိုင်းလေးရရှိတာလေကျွန်တော်စိတ်အေးတဲ့တင်းလေးလို့ပြောပြတာပေါ့နော်ဟိုဆက်လက်ပြီးတော့ဘာလို့ကိုကျွန်တော်တင်ပြမယ်တင်းလေးရှိသေးတယ်တင်းလေးကနည်းနည်းများတော့ကျွန်တော်နည်းနည်းယူရတယ်ကြာပါရဲ့နော်ဟိုပြောမှဆိုရင်တော့ဟိုဒီလိုရှိရပါရဲ့ဟို နောက်ထပ်အပေါက်ကျွန်တော်တင်ပြပေးမယ်ဟိုပတင်းလေးရှိတယ်အဲ့ဒါပါလို့တက်ချုပ်ကြီးတက်ချုပ်ကြီးနဲ့အဘသပဲအကြက်ကြအဲအကြက်ကြတို့ဟိုပြောဘယ်လိုပြောမလဲဆိုတော့ဟိုသူတို့ရဲ့တပည့်ပေါ့အဘတပည့်ဆိုအဘရဲ့တပည့်လည်းဖြစ်ရင်ဖြစ်မှာပါအေးဘာဘာလည်းပြောမဘာသာနေတဲ့ကျွန်တော်ဒီအစွန်းရောက်နော်အမျိုးသားရေးလှုပ်ရှားမှုများဖြစ်ကျွန်တော်အတွဲညီညီတိုင်းပြည်ဖြစ်ခဲ့ကြတော့ဟာဟိုတက်ချုပ်ကြီးနဲ့နော်ပြောရမယ်ဆိုရင်ဟိုကြန့်ခိုင်ဖွံ့ဖြိုးရေးအပြင်ဩခရာ တည်တယ်ပြောเนาะတက်ချုံကြီးနဲ့အဲ့ဒါဆိုရင်တပည့်ဖြစ်သူတဲ့ကျွန်တော်ဒီစစ်ထောက်လိုင်းရေးဘူကြီးဟောတန့်စင်ကျော်တဲ့အဘတည်လာတော့မသိတော့တည်တယ်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 အဲ့တန့်စင်ကျော်ဟာတဲ့ကျွန်တော်ဒီပြည်ခိုင်ဖြိုးပါတီရန်ကုန်တိုင်းလွတ်တော်ကိုစလဲအလက်လောက်အမတ်လောက်ပေါ့အလက်လောက်တော့ဖြစ်တယ်အမတ်လောက်ဖြစ်လာလေကိုသိရပါတယ်ဗျเนาะဒါတဖြည်းဖြည်းနဲ့တော့တူတူဒီအကုန်ဆွဲထက်လာတာเนาะတတော်အဒီယုံမြင်လို့ဒီချုံထွင်တာလို့ငါပြောပြီးသွားပြီလေ။ဒါပေမဲ့အောက်ချိန်မှာလဲပုတ်တိုက်မှုတွေဖြစ်နေရဆိုတာအဘတို့တတိထားရမယ်နော်။အဘတို့ရဲ့ဒီဒီကနေပုတ်တိုက်လို့မီးပဲလောင်လောင် ငါပြောရရင်ရှင်းရှင်းလေးအဓိကငါတို့ရဲ့တက်ချုပ်နော်ငါတို့ရဲ့နေရာတွေမင်းတို့ရဲ့နေရာတွေမပြောက်ဖို့အဓိကပဲဟုတ်ပါပြီပါနော်ဟိုဒါကတော့တည်င်းလေးတစ်ခုပေါ့နော်ပြီးတော့ဘာပြောသေးလဲဆိုတော့ဘာတွေအကြကြနော်အရှက်မရှိဘယ်ဟမ်းမလာကြီးပြောနေတာဟောဒီကောင်ကငကိုတည်းအရှက်မရှိတရက်စီလေးကွာဘာအဲ့လိုသူ့လိုမထားနဲ့သူပြောလိုက်တဲ့စကားတစ်ခုရောက်အဘာလို့တက်ချုပ်ကြီးလို့ပါအကုန်လုံးဒုက္ခရောက်သွားနိုင်တယ်နော်အဘာဩ မင်းကလည်းကွာဒုက္ခရောက်တာမရောက်တာအသာထားသူ့ကိုဒီပြောရေးဆိုခွင့်ရှိတယ်ဆိုပဲသူ့ကိုနေရာပေးတာအမှန်တော့သူ့လူမိုက်ငားရတာဒါပဲဟုတ်ပါပြီအဲ့ လူမိုက်ဟားရလို့အဲ့လူမိုက်ပြောတဲ့စကားတွေကဘာလို့ဒုက္ခရောက်မယ်ဆိုတဲ့ဒရင်းလေးရှိတယ်အေးပေါ့ပေါ့ပေါ့ဘာကပြောတာလေဗာလေဟိုဂျပန်မှာဆာအဲဆာကူရာပန်းနေပွင့်နေပါရဲ့နော်ဆာကူရာပန်းနေဘလူးဝိုက်ရေလောင်းလေးလည်းမသိဘူးကွာမေကူဆာကူရာပန်းနေပြန်ပွင့်လာပြီဟုတ်အဲပွင့်လာမှာအဲ့ဒါဘလူးသွားလောင်းနေတယ်လို့လေအဘာသပဲအာဂျန်တာသွားလောင်းနေတာဟိုထပ်ပြီးလောင်းနေတာနော်အဲ့ဒီဒရင်းလေးကိုပြောပြမယ်နော်အဲ့တော့ဆာကူရာကြီးပန်းနေတရင်းနိုးလာပြီကွာဟုတ်ပြီအဲ့တော့ဒီမနေ့ကကျွန်တော်နောက်ဆုံးဒရင်းလေးပေါ့နော်အဘာနော်ဒါတော့ဗာလေဆိုဒီထိုင်ဝမ်နိုင်ငံအရေးကိစ္စအင်းအခုဒါကျွန်တော်ပြောမှဆိုအဘာတို့ရဲ့ဒါဟိုဘာပြောရမှာဆိုတေုံကြီး တရုတ်ကြီးနဲ့အခုထိုင်ဝမ်နဲ့ကနည်းနည်းကျွန်တော်တို့ဟိုဟာဖြစ်နေတော့ဟိုနေမှာနေပြီစီးရဲတင်မှာနေပြီဟုတ်ကဲ့အဲ့ထိုင်ဝမ်နိုင်ငံရေးအရေးကိစ္စပါတဲ့တရုတ်အစိုးရအလိုကြနော်ကျွန်တော်ဂျပန်ဝင်ကြီးချုပ်နဲ့ဖက်စစ်ဝါဒကိုတဲ့ရှုတ်ချသည်ဒီကျွန်တော်ရဲ့ဒီစစ်ကောင်ရှင်ပေါ့စစ်ကော်မရှင်နော်အဘတပည့်အကြကြကနေပြီးတော့ထက်လောင်းအားချောင်းမြန်ပါတယ်တဲ့အေးအဲ့ဒါပဲကွာသူ့ဘန်တွေတရုတ်နဲ့ထိုင်ဝမ်နဲ့သူ့ဘန်တွေဖြစ်တာအဲ့ဒီဟာဖြစ်တဲ့ဥစ္စာကို เนาะဒီတရုတ်မကောင်းတာလဲတိတယ်အဲ့ဒါကိုဂျပန်ကူတယ်ဟုတ်တယ်ဂျပန်ကိုသွားပြီးတော့เนาะကိုရီးယားဘာမှပြောစရာမလိုဘူးเนาะငါတပည့်အကြကြမင်းစရာနေပြီးတော့သွားပြီးတော့တရုတ်ကြီးကိုဖားရပြီးတော့သွားပြီးတော့တရုတ်ကိုအဖေတော်လိုက်တော့ပြဿနာတွေကတက်ပြီပြဿနာတွေကတက်ပြီဘာချောင်းလဲသူပြဿနာတက်တာအရေးမကြီးဘူးငါတို့ဘက်ကလည်းအခုဘာဖြစ်လဲမနေ့ကဟိုတနေ့ကဘာလဲငှက်ကင်ငှက်ကင်ဩမနေ့ကငားကင်เนาะအခုတော်လိုင်းရေးတက်ဖွဲ့ဝင်တွေကငါတို့ကိုလေ ငှက်ကင်တွေကျွေးငားကင်တွေကျွေးနေငှက်ကင်နဲ့ငားကင်နဲ့ဆိုရင်လေတက်ချုပ်ကြီးကလေကြားဖိမဲ့ပြေးနိုင်လိုက်တော့လို့ငါပြောခြင်းနဲ့ကွာ